တတိယချိန်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီ site လေးက2025 20ချိန်အတွက်ပြသမမြောက်တင်တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီ site လေးက site အဟောင်းလေးပါအရင်ကျွန်တော်ပြခဲ့မှုတဲ့ site လေးပဲဖြစ်ပါတယ်နော်အဲ့ site လေးကိုကျွန်တော်လည်းဒီ share လိုက်ပြီးတော့ကြည့်လိုက်ကြည့်ပါဦးဒီ၅ဆွန်းတဲ့နှစ်ဒီမှာဒီ၅ဆွန်းသောခုနှစ်ဒီမှာနော်ဒီလိုပရိတ်၃ခုပေါင်းခြင်းကကျွန်တော်ပြောခဲ့မှုတယ်နော်အရင်ကလည်းပြခဲ့မှုတယ် ဲ့လိုဒီ၅ဆွန်းနှစ်နှစ်တွေမှာလည်းဒီပရိတ်၃ခုပေါင်းခြင်းကမြေကိုမြေဒီမှာ၈ပရိတ်၈ပရိတ်၉ပရိတ်ဒီမှာပရိတ်၃ခုပေါင်းခြင်း၅ဖြစ်တယ်ဒီမှာ၂ရက်၃ရက်၃ရက်ရယ်ပရိတ်၃ခုပေါင်းခြင်း၅ဖြစ်တယ်နောက်သုံးပင်စင်းဒီမှာ၆ပရိတ်၂ပရိတ်၇ပရိတ်ပရိတ်၃ခုပေါင်းခြင်း၅ဖြစ်တယ်သူ့အောက်ကိုဆက်ဆင်းသွားလိုက်ရင်ဒီမှာ complete 3ပရိတ်5ပရိတ်ပရိတ်3ခုပေါင်းခြင်းကနော်95ခုနှစ်မှာဘယ်နှကြိမ်ဖြစ်ခဲ့တော့ဆိုတော့ဒီမှာတစ်ကြိမ်ဖြစ်တယ်နှစ်ကြိမ်ဖြစ်တယ်အောက်ဒီမှာတစ်ကြိမ်ထပ်ဖြစ်တယ်3ကြိမ်နော်အောက်ဒီအောက်နားမှာတစ်ကြိမ်ဖြစ်တယ်4ကြိမ် နော်95ခုနှစ်မှာ၄ကြိမ်ဖြစ်ခဲ့တယ်ချစ်ဆိုင်နဲ့5ခုနှစ်ချစ်ဆိုင်နဲ့5ခုနှစ်မှာလည်းပြိတ်၃ခုပေါင်းခြင်းကတစ်ပြိတ်၃ညာပြိတ်၄ပြိတ်နော်တစ်၃ညာ၄ပြိတ်၃ခုပေါင်းခြင်းကဒီမှာတစ်ကြိမ်ဖြစ်ခဲ့တယ်သူ့ရဲ့အောက်ကိုဆက်ဆင်းလိုက်တော့ဒီညမှာတစ်ခါဆက်လာဖြစ်တယ်တစ်ပြိတ်၄ပြိတ်၃ညာပြိတ်တစ်40နော်ပြိတ်၃ခုပေါင်းခြင်းကအဲ့ချစ်ဆိုင်5မှာကြာတော့ဒီပြိတ်၃ခုပေါင်းခြင်းက2ခုပဲဖြစ်ခဲ့တယ်နော်ပြန်တဲ့ညမှာမဖြစ်ခဲ့ဘူးဟုတ်95ခုနှစ်ကိုဆက်သွားကြည့်အောင်95ခုနှစ်95ခုနှစ်မှာ3ချိန်မှာစပြီး4ချိန်မှာတစ်ပြိတ်တစ်ပြိတ်3ပြိတ် 113ပြိ3ခုပေါင်းခြင်း nga နောက်တစ်ခါ4ပြိ2ပြိ9ပြိ3ခုပေါင်းခြင်း nga သူ့အောက်ကိုဆက်ဆင်းသွားရင်ဒီမှာ9ရဲ့2ရဲ့8 9နဲ့8 3ခုပေါင်းခြင်း nga သူ့အောက်ကိုဆက်ဆင်းသွားလိုက်တော့ဒီမှာ6ရဲ့8ရဲ့8ရဲ့6 8 8 3ခုပေါင်းခြင်း nga အောက်မှာဆက်ဖြစ်တယ်9ပြိ4ပြိ6ပြိ9လေး6ဆိုတော့ပြိ3ခုပေါင်းခြင်း nga နောက်95ခုနဲ့မှာဘယ်နှခါဖြစ်တော့တစ်ကြိမ်နှစ်ကြိမ်နောက်ဒီမှာတစ်ကြိမ်3ကြိမ်3ကြိမ်ပြီးဒီမှာတစ်ကြိမ်4ကြိမ်5ကြိမ်ဖြစ်တယ်နော်ပြီးတော့2005 2005ခုနှစ်မှာပြည်တော်မှုပေါင်းခြင်းကဒီမှာ10ပြည်5ပြည်2ပြည်15နဲ့ဒီမှာဖြစ်တယ်။နောက်သူအောက်ဆင်းလာရင်ခွန်1 9ခွန်ပြည်1ပြည်ခွန်ပြည်နော်။အားလုံးပေါင်းရင်5ဒီမှာ6 2 4ပြည်တော်မှုပေါင်းခြင်းကသူ့ရဲ့အောက်ကိုဆက်ဆင်းရင်ဒီမှာ5 1 9နော်။5 1 9ဆိုတော့5ပဲ။ဒီမှာလည်း5 1 9 5ပဲနော်။သူ့အောက်ကိုဆက်ဆင်းသွားရင်ဒီမှာ5 1 9ပဲနော်။ပြည်တော်မှုပေါင်းခြင်း5 2005ခုနှစ်မှာဘယ်ဘယ်ချိန်ဆော့ဒီမှာတစ်ချိန်ဆော့တယ်။2ချိန်3ချိန် ၄ကြိမ်၅ကြိမ်2005မှာ6ကြိမ်ဆိုတာ2015 2015မှာပြည်ထောင်စုပေါင်းခြင်းကဘယ်လိုကြိမ်ရှိဘူးဒီမှာ38ခွန်38ခွန်တော့ပြည်ထောင်စုပေါင်းခြင်းက2ကြိမ်နော်ပြီးတော့ဒီမှာ839ခွန်2ကြိမ်နော်နောက်ဒီမှာ483နော်483နောက်ဒီမှာ233ညနော်5ပဲနော်နောက်ဒီမှာ663 5ပဲနော်နောက်တပင်းကျော်မှာ825 825ဆိုတော့5ပဲနော် 2015မှာဘယ်နှကြိမ်ကစားတော့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်နော်6ကြိမ်ကစားတယ်အခုကျွန်တော်တို့2025မှာလည်း2ကြိမ်တော့ကစားပြီးသွားပြီနော်2025မှာ2025မှာဒီဒီမှာရှိမစော့ဘူးနော်ဒါ15ကြိမ်အထိမစော့ဘူးအဲ16ကြိမ်နော်16ကြိမ်အထိသူကစားခဲ့ဒါဒါ15ကြိမ်ပဲနော်2 4 6 7 8 9ကြိမ်အထိမကစားခဲ့ဘူးအဲဒီမှာမှကစားတာနော် ကိုနှစ်လေးဆိုပြီးဒီမှာတခါကစားတယ်။နောက်ဒီမှာ၄ခွန်၄ဆိုပြီးဒီမှာကစားတယ်နော်၄ခွန်၄ဒီမှာကိုနှစ်လေးလက်သုံးခုပေါင်းခြင်းကလက်သုံးခုပေါင်းခြင်းကအခုကျွန်တော်ကဒီမှာလဲနောက်ထပ်တစ်ပွဲနှစ်ပွဲလာအောင်မယ်လို့ယူဆထားတယ်နော်။အခုဒီညမှာဆိုရင်၅ပလေး၈ပလေး၂ပလေးပေါ့နော်။582ကျွန်တော်ဒီမှာ၂ပလေးကိုဖမ်းထားတယ်နော်။အဲကျတော့ဒါကဒီဖြစ်စဉ်အတင်းချုပ်ကိုကျွန်တော်ပြလိုက်တာနော်။ဒီ၅ဆွန်းသောတက်ကတိတွေမှာလက်သုံးခုပေါင်းခြင်းကဟာအနည်းဆုံး၂ကြိမ်ရတယ်အများဆုံး၆ကြိမ်၇ကြိမ်ထိကစားတယ်။နောက်ဒီနေ့ထဲမှာတော့၂ကြိမ်ကစားထားပြီးပြီ။ကိုနှစ်လေး နောက်တစ်ခါ၄ခွန်၄เนาะဟုတ်ပြီအဲ့တော့ပြီးတော့ဒီ85ကိုပြန်သွားကြည့်လိုက်အောင်85ခုနှစ်မှာတဲ့85ခုနှစ်မှာသူကဒီပရိသတ်ခုပေါင်းချက်9တော့ဖြစ်တယ်အပူဖတ်တပွဲမှမတော်ဟုတ်လားဒီမှာ889တော့ဖြစ်တယ်360တော့အပူဖတ်မဟုတ်ဘူးဒီမှာ233ည9တော့ဖြစ်တယ်ပရိသတ်ခုပေါင်းချက်9ဖြစ်တယ်အပူဖတ်မဖြစ်ဘူးဒီမှာ62ခွန်ပရိသတ်ခုပေါင်းချက်9တော့ဖြစ်တယ်အပူဖတ်မဖြစ်ဘူးနော်သူအောက်ကိုဆက်ဆင်းသွားကြည့်လိုက်ရင်ဒီမှာခွန်3 9ပရိသတ်ခုပေါင်းချက်9တော့ဖြစ်တယ်အပူဖတ်မဖြစ်ဘူးနော်အဲ့ဒီ 85နှစ်ကနေလွယ်လို့ကျန်တဲ့75ခုနှစ်မှာအပူခွာတပွဲတော့သွားတယ်နော်ကြပြီတော့ဗျာဒီမှာ1 3 4တစ်ပရိတ်3ပရိတ်4ပရိတ်ပရိတ်3ခုဖြစ်အောင်ပရိတ်3ခုမှောင်ရင်5လည်းဖြစ်ရမယ်အဲ့ဒီပရိတ်ကလည်းအပူခွာဖြစ်ရမယ်နော်နောက်အောက်မှာလည်းဆက်ကြည့်လိုက်ဒီမှာ1 4 3နော်ပရိတ်3ခုမှောင်ရင်က4 4 2ဆိုတော့အပူခွာလည်းဖြစ်တယ်နောက်ဒီ95ခုနှစ်မှာဒီမှာ1 1 3ပရိတ်3ခုမှောင်ရင်ကဒီ3ပရိတ်ကအပူခွာဖြစ်တယ်ဒီမှာမဖြစ်ဘူးနော်နောက်တော့တပွဲ8 9မှာမဖြစ်ဘူးဒီမှာကြောက်ထပ်ဖြစ်တယ်နော် 618ဒီနေရာ bracket လို့ရတယ်အဲ့ဒီ bracket ကအပူဖားနေပဲလာနော်618ဒီမှာလည်းဖြစ်တယ်နော်ဒီမှာလည်းအဲ့လိုပဲ546 546ဆို bracket 6လို့ရတယ်အဲ့ဒီ bracket 6ကအပူဖားလည်းဖြစ်တယ်နော်အကြော်ကျွန်တော်ဒီမှာအပူခဖြစ်တာလေးတို့ကျွန်တော်ပန်းအောင်လေးရှိခဲ့တယ်နော်ဒီမှာတစ်ချက်ဒီမှာတစ်ချက်နော်အော်ဒီ95မှာလည်းအဲ့လိုပဲဒီမှာတစ်ချက်ရှိခဲ့တယ်နော်နောက်ဒီမှာလည်းတစ်ချက်ဒီမှာလည်းတစ်ချက်နော်ဒီ2005မှာအဲ့လိုပဲပြည်သုံးခုပေါင်းခြင်းကဒီပြည်သုံးခုပေါင်းခြင်းကတော့ဖြစ်တယ်အပူခမဖြစ်ဘူးဒီမှာပြည်သုံးခုပေါင်းခြင်းကဖြစ်တယ်အပူခဖြစ်တယ်နော်ဒါ content con ကိုတွေ့ခွန်နော်အကွန်ဘရိတ်ကိုအပူခွာနဲ့နောက်9နဲ့4အဲ့ဒီ4ဘရိတ်ကိုအပူခွာနဲ့နောက်အောက်ကိုဆင်းလိုက်တော့ဒီမှာ9 1 9ဒီမှာတော့မဖြစ်ခဲ့ဒီမှာ9 1 9ပဲဒီမှာ9ဘရိတ်ကိုအပူခွာနဲ့ကြာပြီနော်ဒီအောက်ဆုံးတပြင်လည်းသူဆက်ကြာနော်9 1 9ပဲ9ဘရိတ်ကိုအပူခွာနဲ့ဒီ2015မှာကြာတော့ဒီမှာပထမဆုံးဒီကောင်စဖြစ်တယ်နော်3ည8ခွန်3ည8ခွန်ဆိုကွန်ဘရိတ်လို့ကွန်ဘရိတ်ကိုသူအပူခွာနဲ့ကြာပြီနော်နောက်ဒီမှာမကြတော့မကြဘူးမကြတော့နော် မလာဖြစ်တယ်နော်နှစ်သုံးသုံးညနှစ်ပြိတ်သုံးပြိတ်သုံးညပြိတ်အကုန်လုံးမောင်းရင်ကဒီသုံးညပြိတ်ကဘူးကွာတော့အနည်းဆုံးတစ်ပွဲတော့ဖြစ်တယ်ဗျာနော်ဒီမှာမဖြစ်ဘူးဒီမှာမဖြစ်ဘူးအခုဒီ2025မှာဖြစ်ခဲ့တဲ့နှစ်ပွဲက6ပြိတ်နှစ်ပြိတ်လေးပြိတ်အပူကမဖြစ်ဘူးနောက်ဒီမှာလည်း6ပြိတ်9ပြိတ်4ပြိတ်6ခွန်4နော်ပြိတ်သုံးခုပေါ်နေ9တော့ဖြစ်တယ်အပူကမဖြစ်ခဲ့အခုဒီပွဲမှာဆိုရင်ဒီမှာ9ပြိတ်10ပြိတ်နှစ်ပြိတ်နော်582ဒီနှစ်ပြိတ်ကိုအပူကနဲ့ကဏ္ဍများလာမလားဗောနော်တော့တစ်ပွဲတော့ထွက်ပြရမယ်ဟုတ်ပြီ ကျွန်တော်ဒီမှာဒီဘက်နှစ်တွေမှာဒါဒီကောင်တွေကကျွန်တော်ဒီမှာခရမ်းရောင် line လေးနဲ့ share ပေးတာနော်ကျွန်တော်ဒီမှာ time ပင်တော့မရှိဘူးပေါ့ဗျာနော်နော်ဒီလိုနှစ်ချိန်ပဲထွက်တယ်ဒီဘက်မှာဘယ်နှစ်ချိန်ထွက်တော့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ထွက်တယ်ဒီဘက်မှာကျွန်တော် time ပင်အကလေးနဲ့လုပ်နော်ရောင် share ပေးတာဒီပြိတ်သုံးခုပေါင်းချင်း၅အဲ့လို၅လို့ဖြစ်ပြီးတော့တစ်ပင်နှစ်ပင်သုံးပင်၄ပင်၅ပင်၆ပင်ခုနှစ်ပင်၈ပင်ကျော်လာ၈ပင်ကျော်လာရင်ပြိတ်သုံးခုပေါင်းချင်း၅ပဲနော်ဒါက၈ပင်ထွက်ကျော်လာ၁၂၃၄၅၆၈ပင်ကျော်လိုက်တော့ ဒီပြည်တုံးဘောင်ကျင်ကမတိုင်မလေးနေပါလာနော်2005မှာလည်းအဲ့လိုပဲနော်အရောင်ရှယ်ပေးတာနော်ပြည်တုံးဘောင်ကျင်ကနော်အဲ့လိုဒီလိုပြည်တုံးဘောင်ကျင်ငါဖြစ်ပြီးတော့2ပင်3ပင်4ပင်5ပင်6ပင်ကျော်6ပင်ကျော်တော့လည်းဒီပြည်တုံးဘောင်ကျင်ငါနော်အဲ့ကနေတကအဲ့တိုင်မင်တိုင်မင်6ပင်ထက်ကျော်1 2 3 4 5 6ပင်ကျော်တော့ပြည်တုံးဘောင်ကျင်ငါနော်နောက်2015 2015မှာကျန်တဲ့နေရာမှာဒီမှဖြစ်ဘူးဒီမှမဖြစ်ဘူးဟောဒီမှကြတော့တလားပြည်တုံးဘောင်ကျင်ငါ2ပင်ကျော်ပြည်တုံးဘောင်ကျင်ငါ2ပင်ကျော်ပြည်တုံးဘောင်ကျင်ငါနောက်တကထက်ကျော်နော်ပြည်တုံး လုံးကူပေါင်းခြင်းဟာခုအဲ့ပုံစံတိုင်းဆိုရင်ဒီမှာတပင်ကျော်လေးတွေပေးမယ်ဆိုဒီเนาะ9 2 5 6 9 5အဲ့လိုဆို9 8 2 5เนาะလေးတုံးကူပေါင်းခြင်း9ဖြစ်ရမယ်ဆိုတာလေကျွန်တော်ဒီနေရာမှာလာနိုင်မလားဆိုပြီးကျွန်တော်ဖမ်းပေးထားတယ်เนาะဒါပထမဒါဖြစ်ရမယ်နှစ်ပြည့်ကြရမယ်ဆိုတော့အကြံပြင်းပုံစံလေးเนาะကဲဟုတ်ပြီအဲ့ပြင်နောက်တစ်ဖန်သွားမယ်เนาะဒါအကြံပြင်းတငယ်ချင်းတွေတည်သွားပြီပြန်နောက်တစ်ဖန်လာပြီနောက်တစ်ဖန် ောက်တစ်ခါကျတော့ဘယ်လိုလုပ်တော့ဆိုတော့ကျွန်တော်နောက်တစ်နောက်တစ်ခါကျတော့ကျွန်တော်ကပလေးသုံးခုပေါင်းနေငါ့ကိုကျွန်တော်ကီးအလုံးတွေပါလာပြီနော်85ခုနဲ့နော်85ခုဒီမှာပလေးသုံးခုပေါင်းနေ6ပလေး2ပလေး9ပလေး6နှစ်ခွန်းနော်ပလေးသုံးခုပေါင်းနေ9ဟုတ်ပြီပထမ6လို့တဲတဲ့ပလေးမှာ9ပါတယ်ဒုတိယပလေးကိုထားခဲ့လိုက်တတိယပလေးမှာ3ညပါမယ်အဲ့ဒီပန်းရောင်နော်9နဲ့3ညနဲ့ပါနေရမယ်6ပလေး2ပလေး9ပလေး6နှစ်ခွန်းဆိုတော့ပလေးသုံးခုပေါင်းနေ9 ထမပရိတ်မှာငါပထမပရိတ်ပရိတ်မှာငါတစ်လုံးပါမယ်နောက်ဆုံးပရိတ်မှာသုံးနဲ့တစ်လုံးပါနော်6ပရိတ်2ပရိတ်9ပရိတ်ဒါပထမပရိတ်9ပါတယ်နောက်ဆုံးပရိတ်သုံးနဲ့ပါတယ်ဒီသုံးပုံက9ဖြစ်ရမယ်နော်အကြံပြင်းနော်9ပါမယ်သုံးနဲ့ပါမယ်25ခုနဲ့ကြည့်ဟုတ်ပြီ75ခုနဲ့နော်75ခုနဲ့နော်လက်သုံးခုပေါင်းခြင်း9နော်လက်သုံးခုပေါင်းခြင်း9ဖြစ်ရမယ်ပထမပရိတ်မှာ9ပါမယ်တတိယပရိတ်မှာသုံးနဲ့ပါမယ်နော် ပြည့်တုံညာအလှေနော်ဒီမှာ၅ပါတယ်ဒီမှာ၃ညာပါမယ်ဟုတ်75 95 95ခုနှစ်မှာတော့အောင်နားမှာလာပြီနော်ပြည့်တုံးခုပေါင်းခြင်းက၅ပြိတ်၄ပြိတ်၆ပြိတ်ပထမပြိတ်မှာ၅ပါမယ်နောက်ဆုံးပြိတ်မှာတုံညာပါမယ်နော်၅၄၆ဟုတ်ပြီအဲ့ဒါပဲနှစ်ခုနှစ်တော့95ဟုတ်ပြီ2005ဆိုတော့ကြည့်ပါ2005ကြည့်ဟုတ်ပြီ2005မှာဒီဒီမှာလာပြီနော် ပရိတ်လုံးပေါင်းခြင်းက9 1 9နှမပရိတ်မှာ9ပါတယ်နောက်ဆုံးပရိတ်မှာ3ရပ်ပါတယ်နော်9 1 9 9ပါမယ်3ရပ်ပါမယ်နော်9 1 9ဟုတ်ပြီ2015 2015ကိုသွားမယ်ကဲဟုတ်ပြီဗျပရိတ်လုံးပေါင်းခြင်းကဟမ်းမယ်4 8 3ပထမဆုံးပရိတ်မှာ9ပါတယ်နော်နောက်ဆုံးပရိတ်မှာ3ရပ်ပါတယ်နော်ဒီလုံးပေါင်းရတယ်9ဖြစ်ရမယ်နော်4 8 3ကဲဟုတ်ပြီအကြတော့2025 2025 ခုဒီမှာဖြစ်ခဲ့တဲ့နော်ဒီမှာ6နှစ်လေးနော်6နှစ်လေးလို့ဖြစ်တယ်ဒါပေမဲ့9တုံညာမပေါဘူးဒီမှာ4ခွန်လေးလို့ဖြစ်တယ်9တုံညာမပေါဘူးကြဲအခုကျွန်တော်ဒီညာကိုဖမ်းပြီ9ရှစ်နှစ်9ပြိတ်10ပြိတ်2ပြိတ်မှ9ပါပြီပထမပြိတ်မှ9ပါပြီနောက်ဆုံးပြိတ်မှ3ညာပါပြီ9ရှစ်နှစ်6တုံညာ6လို့ပါလို့ထားတော့အဲ့ဒါလေးကိုထပ်ရှင်းမယ်နော်အခုအကြမ်းပြသိပြီနော်9ပါမယ်တုံညာပါနော်အကြည့်ကိုကျွန်တော်ပြန်ပြီးစစ်ထုတ်လိုက်ပါနော်ကြီးစစ်ထုတ်လိုက်တာအဲ့ဒီ85ခုနှစ်မှာတဲ့ပြိတ်၃ခုပေါင်းရင်6နှစ်ခွန်လို့ဖြစ်တယ်ပထမပြိတ်မှ9ပါတယ်နောက်ဆုံးပြိတ်မှ3ညာပါ အဲ့ဒါလိုအဲ့လိုဖြစ်တဲ့အချိန်မှာဟာဒီတစ်ရက်ပါပါတော့၎င်းနှစ်ခတ်တော့၎င်းပါမယ်။ဟာဒီမှာတော့တစ်ပါပါနေတယ်ထားလိုက်တော့သူရပါပါချင်းလား6နှစ်ခတ်ချင်းလား8အဲ့3နဲ့6 3နဲ့8အတွဲပါတော့ complete complete ပါလို့ယူတော့ဒီမှာ6နဲ့2နဲ့8เนาะ6ပြိတ်2ပြိတ်က8ပြိတ်8ဖြစ်နေတယ်။အဲ့ complete ပဲလို့လေအဲ့ဒီ complete ကို3ရလည်းပါရမယ်ဒီကောင်ရပါပါနှစ်ခတ်ဆိုတော့တစ်ကိုထားလိုက်တစ်ရပါပါ6တစ်ရနှစ်ခတ်8အဲ့3နဲ့6 3နဲ့8အတွဲနဲ့ complete ဖြစ်ရမယ်6နှစ်3နဲ့6ပြည့်နော်ဒီတစ်ရပါပါ6ပါပြီးတော့မှ ်ကွန်ပလိတ်ဖြစ်သွားတယ်6နှစ်ခွန်ပြီးတော့5ဖြစ်သွားတယ်ဟုတ်ပြီဒုတိယဖြစ်စဉ်ဒီမှာကြည့်လိုက်တစ်3ညာ4 4ပြိတ်လာမှသူက5ဖြစ်မှာအဲ့ဒီ4ပြိတ်မှာ3ညာပါမယ်ဟုတ်ပြီ3ညာအော်တိုဒီနှစ်ရဲ့ပါပါနှစ်က4သုံးမဟုတ်ခွန်နော်အဲ့ဒီ4ခွန်ပါနဲ့တွဲ3ညာ4အတွဲ3ညာခွန်အတွဲ3ညာ4အတွဲ3ညာခွန်အတွဲနဲ့4ပြိတ်ဖြစ်ရမယ်တစ်3ညာ4နော်အဲ့မဲ့3ညာခွန်ခွန်တွဲတက်တယ်တတိယဖြစ်စဉ်ကြည့်ရ95 နော်95ခုနေတကယ်ဟုတ်ပြီ946ဒီမှာ6ပြိတ်လို့အဲ့ဒီ6ပြိတ်ကတုံနှက်လုံးပါတုံနှက်တော့တည်ကြပြီဒီတည့်ရပါပါ6လက်ခတ်ဆိုရင်ရှစ်တုံနှက်6အတွက်တုံနှက်7အတွက်နဲ့6ပြိတ်ဖြစ်ရနော်တုံနှက်6အတွက်တုံနှက်7အတွက်နဲ့လက်ခတ်ဖြစ်ရအဲ့ဒီအတွက်946နော်946အဲ့ဒီ6ပြိတ်ကတုံနှက်6အတွက်တုံနှက်7အတွက်နော်တုံနှက်6တုံနှက်နဲ့တုံနှက်7ရှစ်နော်ဟုတ်ပြီအကြတော့သတ္တုဒ္ဓဖြစ်စဉ်က2005 2005အမှလာဖြစ်တော့အောင်နာမှာလာဖြစ်တယ်နော် ငါးပြိတ်တစ်ပြိတ်ကိုးပြိတ်ဖြစ်ရမယ်အဲ့ဒီကိုးပြိတ်ကတုံညပါမယ်ဘယ်အတွင်းနဲ့လာဒီလေးရက်နှစ်ခတ်တော့မဟုတ်ပါပါလေးနှစ်ခတ်ဆိုတော့နှစ်ပါပါဆိုတော့ကိုးနော်ကိုးနဲ့နှစ်နဲ့ပါမယ်တုံညနှစ်အတွက်တုံညကိုးအတွင်းနဲ့ကိုးပြိတ်ဖြစ်ရမယ်တုံညကိုးတုံညတော့မဟုတ်တုံညခုနှစ်အကြောင်းမှာဒီမှာကိုးပြိတ်လာမှာငါးပြိတ်တစ်ပြိတ်ကိုးပြိတ်ဆိုငါးဖြစ်မှာနော်ဟုတ်ပြီနောက်နံပါတ်၅ဖြစ်စဉ်ပြတမဖြစ်စဉ်က2015မှာအဲဒီမှာနော်ဒီမှာ၄ပြိတ်၈ပြိတ်ဒီမှာ၃ပြိတ်လာမယ်၄ပြိတ်၈ပြိတ်၃ပြိတ်တုံညတော့အော်တိုဖြစ်နေပြီနော်ဟုတ်ပြီဒီကောင်းရဲ့ နက်ခတ်ပါပါလေးတော့မဟုတ်ချက်၃ည၄အတွက်၃ည၆အတွက်နဲ့၃ပြိဖြစ်ရမယ်နော်၄ပြိ၈ပြိ၃ပြိ၃ည၃ည၄အတွက်၃ည၆အတွက်နော်အကြ၃ည၄ခုနဲ့၃ည၆ခုကြောက်ပြီအိုက်ပုံစံတိုင်းဆက်သွားမယ်၂၀လာပြီအဲ့ဒီမှာလာပြီ၅ပြိ၈ပြိ၂ပြိဖြစ်ရမယ်အဲ့ဒီ၂ပြိကဘယ်ကနန်းဖြစ်မလဲ၃ည၃ပါရမယ်၃ည၃ပါတော့၂ပြိဟုတ်ပြီ၉ရပါပါ၄နောက်တစ်ခါနက်ခတ်၆၃ည၄အတွက်၃ည၆အတွက်နဲ့၂ပြိဆိုတော့ 6356တော့မဟုတ်ခုနကကျွန်တော်ပြောခဲ့တဲ့3948တော့မဟုတ်4038เนาะအဲ့နဲ့နှစ်တွဲပဲရှိတယ်เนาะခုရဲ့ပါဝါကလေနှစ်ခက်က6เนาะ46ပါအောင်3ညတစ်လုံးနဲ့ကလည်း3ညလေးတွဲ3ည6တွဲနဲ့နှစ်ပဲဖြစ်ရအောင်ကဲဟုတ်ပြီဟိုအစားကိုပြန်ပြီးတော့နောက်ထပ်ဆွံ့ပြအောင်ကျွန်တော်တို့ကလည်းအလိုပါဝါမချင်းချင်းဘူးကြဒီလိုဒီဘက်ကကနန်းကိုပဲယူခြင်းနဲ့ဆိုလဲရတယ်เนาะဒီအရေးကိုကျွန်တော်ပါဝါမချင်းချင်းဟုတ်ပြီအဲ့လိုတော့ဒီ3ညရဲ့ဘေးကနေ1နဲ့3သွားလိုက်ခုနဲ့1နဲ့ယူလိုက် ကျွန်တော်ဒီ3ကြ6အတွဲ3ကြ1အတွဲနဲ့ကျွန်တော်လုပ်ရှင်းတာရတယ်ဒီမှာ6ပရိတ်2ပရိတ်ကွန်ပရိတ်တော့ဖြစ်ရမယ်နော်ကွန်ပရိတ်ဖြစ်ရမယ်ဒီ3ကြရဲ့ဘီကနေ1 2 3ဆင်းလိုက်ဒီရှင်းနှလုံး6အတွဲ6ရဲ့1ရဲ့3ကြ6အတွဲ3ကြ1အတွဲနဲ့ကွန်ပရိတ်အဲကြမှာ6နှစ်ခွန်ဆိုမှ5ဖြစ်မှာဟုတ်ပြီနော်ဒီ3ကြရဲ့ဘီကနေ1 2 3ဒီ6နဲ့1နဲ့ကိုယူရှင်းတယ်ဒါကြီးကိုမချင်းချင်းရတယ်နော်ကဲဒီကြရဖြစ်စင်ကျွန်တော်ဒါကြီးကိုမချင်းချင်းဘူးဗျာဒီဘက်ကပဲယူရှင်းတယ်3ကြရဲ့ဘီကနေ1 2 3ကျွန်တော်ဒီခွန်နဲ့4နဲ့ကိုကစားရှင်းတယ်3ကြခွန်တွဲ3ကြ4အတွဲနဲ့4ပရိတ်ဘာဖြစ်လို့4ပရိတ်ယူလို့ တိပရိတ်၃ညပရိတ်၄ပရိတ်ဖြစ်မှာ၅ဖြစ်မှာဟုတ်ပြီနော်ကဲတတိယဖြစ်စဉ်တတိယဖြစ်စဉ်နော်ဒီမှာ၅ပရိတ်၄ပရိတ်၆ပရိတ်ကျွန်တော်ဒါကြီးကိုပါပါမချင်းမချင်းနေဘူးနော်ဒီကောင်ရဲ့အောက်ကတပင်၂ပင်သူ့ရဲ့အောက်ဆိုတော့65ရောက်သွားဒီမှာ38နဲ့နော်ဒီကောင်ကဘယ်ရောက်ကောင်တော့ခဏလေးနော်လက်ရှိတယ်သွားမလို့ဒီကောင်ရဲ့အောက်ကနေတစ်ကျင်းနှစ်ကျင်းဒီအောက်၃ကျင်းဆို36ကိုရအောင်မှာမှ38နဲ့ရှိတယ်နော်ဟုတ်ပြီအဲ့3ည အဲ့3ရှိတ်ကို3ညနဲ့ကလာ3ည3တွဲ3ညရှိတ်တွဲနဲ့5ပြိတ်နော်5 4 6နော်3ညရှိရှိနော်5 4 6 3ညရှိရှိထွက်ပါကဲ့ဒါဟုတ်ပြီ2005မှာလည်းအဲ့လိုပဲကျွန်တော်ပါပါမချိန်ချိန်ဘူးကြာကနမ်းမတဲ့ယူနေတယ်နော်ဟုတ်ပြီဒီကောင်ရဲ့ဘေးကနေတပင်တပင်သုံးမယ်ဆိုတော့6နဲ့2နဲ့ရှိတယ်3ည6တွဲ3ည2တွဲနဲ့ငါးတစ်ကိုဒီကိုပြိတ်ကိုယူမယ်နော်တွဲလုံးကိုကျွန်တော်ဒီ6နဲ့2နဲ့ယူမယ်3ည6တွဲ3ည2တွဲကိုပြိတ်နော်ဟုတ်ပြီကျွန်တော်နံပါတ်5ပြဿနာဖြစ်စဉ်ကျွန်တော်ဓာတ်ကြီးကိုမချိန်ချိန်ဘူးဟုတ်ပြီဒီကဘေးကနေယူမယ်1 2 3 ၃ည၃တွဲ၃ည၉တွဲနဲ့ယူမယ်နော်၃ည၃တွဲ၃ည၉တွဲနဲ့ကျွန်တော်၄ချစ်၃ပြည့်ကိုယူရတယ်၃ည၉တွဲနဲ့အောင်သွားတယ်နော်ကဲဟုတ်ပြီဒီမှာလည်းအလိုပဲကျွန်တော်ဒီ၄နဲ့၆နဲ့ကိုမချိန်ချင်ဘူးဒီကောင်ကိုယူချင်တယ်ဒီကောင်ကိုယူချင်တယ်ဆိုရင်သူ့ရဲ့ဘေးကနေတင်းနှစ်တော့ချစ်ကောလေးရောဇုံဖြစ်နေနော်ချစ်ကောလေးရောဆိုတော့အဲ၃ည၈လေးအကုန်ပြထိုးမှာပဲရအောင်အားကြမ်းနှစ်ပြည့်ဖြစ်မှာနော်၅ပြည့်၈ပြည့်၄ပြည့်အဲ့ဒီတွဲ၃ည၄ချစ်၄၃ည၈နောက်ကနဦးတဲတာ6 3 6နော်ကဲဒါဒုတိယအချင်းလင်းချက်တကယ်ချင်းနေတော့နားလိုက်နော် ဒီကတိုးတယ်ဗျာဒီဘက်မှာတဲ့ဒီမှာ6ပရိတ်2ပရိတ်ခွန်ပရိတ်6ပရိတ်2ပရိတ်ခွန်ပရိတ်ဖြစ်အောင်ဖြစ်6ပရိတ်2ပရိတ်ခွန်ပရိတ်ဖြစ်တယ်ပေါ့ဗျာဒီ3ညပါသောခွန်ပရိတ်အဲ့ဒီ3ညပါသောခွန်ပရိတ်94ခုနဲ့မှာထွက်လာ3ညပါသောခွန်ပရိတ်မရှိဘူးနော်3ညပါသောခွန်ပရိတ်ဒီမှာလည်းမရှိဒီမှာလည်းမရှိဒီမှာလည်းမရှိ3ညပါသောခွန်ပရိတ်မရှိမရှိတဲ့အတွက် तू က तू က တခြားတုံညာပါသော complete အလွတ်ပဲထွက်ပါတယ်ဒီဘက်ထဲကတုံညာပါသော complete မရှိတဲ့အတွက်သူကသူတုံညာပါသော complete တခြားတစ်ခွက်ပဲထွက်တယ်နော်ကြည့်ဟုတ်ပြီချစ်တဲ့ငါးခုနဲ့မှကြည့်လိုက်အောင်တစ်ပရိတ်၄ပရိတ်တုံညာအဲတစ်ပရိတ်တုံညာပရိတ်၄ပရိတ်နော်၄ပရိတ်ဆိုတော့တုံညာပါသော၄ပရိတ်ချစ်တဲ့၄ခုနဲ့မှရှိလားကြည့်အောင်ချစ်တဲ့၄ခုတုံညာပါသော၄ပရိတ်ဟောအမှတစ်ခွက်အုံညာနှစ်နဲ့နော်နောက်ဒီကတုံညာခွန်ခွန်နှစ်ခွက်တွေ့ပြီနော်တုံညာပါသော၄ပရိတ် မရှိတော့ဟောမရှိတော့အဲ့တုံညာခွန်ခွန်ထွက်တယ်ဗျဟုတ်လားတုံညာနှစ်နဲ့ကိုတော့မထွက်တော့ဘူးဒီတုံညာခွန်ခွန်ဒီကိုထွက်တယ် ။ဒါဒုတိယ95မှာလည်းကြည့်လိုက်။ဘာထွက်တာအဲ့မှာ။တုံညပါသော6ပြိ။တုံညပါသော6ပြိကို94မှာကြည့်အောင်။နှစ်စနေလိုက်စစ်ကြည့်အောင်။တုံညပါသော6ပြိ။တုံညပါသော6ပြိ။မရှိဘူး။မရှိရတော့သူသူကသူတုံညပါသော6ပြိပဲထွက်သွားတယ်နော်။ဒီဘက်ထက်ကပြန်ဖို့ကနေမဟုတ်ဘူး။ကြောက်ပြီ2005ခုနှစ်2005ခုနှစ်မှာဟာဘရိတ်တိဘရိတ်ကိုဘရိတ်အုံနာပါတော့ကိုဘရိတ်ဖြစ်ရနော် ုံနာပါလောကူပရိဒီဘက်နဲ့တည်းမှာပဲကောင်းထွက်တာ2000တိကြည့်အောင်အုံနာပါလောကူပရိအမှန်နှစ်သုံးညခုတစ်ခွက်နော်အုံနာပါလောကူပရိဒါရှိပရိအုံနာပါလောကူပရိမရှိဘူးမရှိရတော့ဒီမှာဒီမှာနှစ်သုံးညခုရှိရတော့အဲ့နှစ်သုံးညခုဒီမှာလာကြတယ်ဟုတ်ပြီနော်ဒါဟုတ်ပြီအဲ့တော့2015 2015မှာပဲကောင်လာဖြစ်တော့ပြိတုံးခုတန်းတာဒီမှာ483เนาะ၃ညပါတော့၃ပြိဖြစ်ရအောင်အဲ၄ဆုံးတဲ့နှစ်ထဲမှာ၃ညပါတော့၃ပြိကြည့်အောင် တော့တစ်ပလေးရှစ်ပလေးဘူးပလေးတစ်ပလေးသုံးရပါတော့သုံးပလေးဟောဒီမှာ၄သုံးရကိုတကွက်တွေ့ပြီဘောနှစ်ပလေးဘောတစ်ပလေးနော်သုံးရပါတော့သုံးပလေး၄သုံးရကိုတော့ငေါထွက်တယ်နော်ကြည့်ရတော့လိုက်ထွက်တယ်ဟုတ်ပြီအဲ့တော့ဒီဘက်နဲ့တည်းမှာသုံးရပါတော့နှစ်ပလေးက၅ပလေး၈ပလေး၂ပလေးသုံးရပါတော့နှစ်ပလေးနော်၂၀၂၄တည်းမှာကြည့်အောင်သုံးရပါတော့နှစ်ပလေးဒါ၉ပလေး၉ပလေးဒါ၅ပလေးဒါ၉ပလေးဒါ၈ပလေးဒါ၅ပလေး ော်တုံညပါဆိုနေပရိတ်ဒီမှာတခွက်တွေ့ပြီနော်ဆက်ကြည့်အောင်မရှိဘူးမရှိရတဲ့ဒီတုံညပါဆိုနေပရိတ်ဒီကောင်ဒီမှာထည့်လိုက်ပြန်နော်ဘာလဲရှိရပေါ့နော်အကြောအဲ့လိုမျိုးတိုင်းမျိုးသုံးခုဖြစ်သွားလိမ့်မယ်နော်တောက်တုံညလျှောက်တောက်တုံညလျှောက်အဲ့တော့ဒါဒီမှာတုံညလေးခုတုံညလေးခုရှိတဲ့အတွက်ထွက်တယ်ပေါ့ဗျာနော်တုံညပါဆိုကိုပရိတ်တုံညပါဆိုကိုပရိတ်နော်ဒီချစ်တုံညချစ်ကကြတော့ဒီဖက်ထဲမှာတုံညပါဆို6ပရိတ်မရှိဘူးနော်ဒီမှာတုံညပါဆို4ပရိတ်ရှိတဲ့အတွက်ဒီဘက်နေထဲကဒီကောင်လာထွက်တယ်ဟိုဘက်ထဲမှာ ောက်ပါတယ်။လုံညပါတော့ complaint မရှိဘူး။နော်မရှိတဲ့အတွက်မထွက်ဘူး။ဒါအကြတော့ဒီ6လုံည6ဆိုတဲ့ဖြစ်စဉ်ကိုငွေချင်းနေသိပါပြီနော်။လုံည၄၈၄လုံည၈လည်းသိပါပြီ။ကဲဟုတ်ပြီ။အကြတော့စက်ပြီးရှိတတ်မယ်ဗျာ။နောက်တစ်ခုတတ်ပြီးပြောအောင်။ဒီ685 85မှာတော့အလုံးမလုပ်တော့ဘူးဒီနားလေးတွေက95ခုနဲ့မကတ်ပြီလို့မယ်နော်95ခုနဲ့မှာဒီမဲ့လေမော်ရောင်ကကျတော့တစ်မျိုးဖြစ်သွားပြီကျွန်တော်ကဒီပရိတ်ပေါင်းခြင်းကိုသူကဒီပေါင်းခြင်းလေးတူနေလို့ယူတာဗျနော်9ဖြစ်ပေမဲ့သူက105မဟုတ်ဘူး9 2 8 5 to 8ပတ်လေကိုလုံးလုံးတာနော်95ခုနဲ့ဟိုဘက်95 85မှာမလုံးဘူး95မှာစလုံးတယ်ဘယ်လိုလုံးတော့5 to 8ဆိုပြီး9နှစ်8ပတ်လေအဲ့လိုလုံးတယ်နော်9နှစ်8ပြလား852နော်852နော်အဲ့လိုလုံးလုံးလား2025 825နော်825အခု2025နော်အဲ့လိုမျိုးလုံးမယ်ဆိုဒီဘွဲမှာလုံးလို့ရပြီနော် ဒီမှာ582နော်ရှင်း၅ခုလို့ထည့်ပြီးတာနော်582ဟုတ်ပြီဒီကကြတော့ဘယ်လိုလုံးဆိုတော့အဲ့ဒီ95ခုနဲ့မှလုံးတက်ကောင်ကနော်9 2 8အားနည်းရှင်းသူရဲ့တောင်းဝါဒီထိတ်ရှိတာရှစ်အဲ့ကောင်ခွန်ဖြစ်အောင်သွားလို့ကိုးလို့လေအဲ့ဒီရှစ်ကိုးတွဲနဲ့ဒီမှာရှစ်ပရိတ်ဖြစ်ရမယ်နော်၅ပရိတ်၂ပရိတ်မရှစ်ပရိတ်အဲ့ဒီရှစ်ပရိတ်ကအဲ့ဒီအနမ်းပါပြီဒီကောင်ခွန်ဖြစ်အောင်သူရှစ်ရှစ်ကိုးတွဲနဲ့ရှစ်ကိုးတွဲနဲ့ရှစ်ပရိတ်ဖြစ်ရအဲ့ဒီရှစ်ပရိတ်လာမှာ၅နှစ်ရှစ်ဖြစ်တယ် နော်အပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်က2005မှာဒီမဲ့10ပြိတ်5ပြိတ်တို့ဒီမဲ့2ပြိတ်လို့ရအဲ့ဒီ2ပြိတ်လို့ရဒီ2ပြိတ်ကြာအောင်နော်ဒီမှာ၄ရှိတယ်၄ကိုခွန်ဖြစ်အောင်သွားတယ်3နော်အဲ့ဒီ၄3တွဲနဲ့2ပြိတ်ဆိုတော့၄3ကပတ်တယ်ပေါ့နော်10 5 2နော်ဒီအစိမ်းရောင်ကိုခွန်ဖြစ်အောင်လိုက်လို့ရတယ်နော်၄ဆိုတော့3ထက်လိုက်၄3တွဲအဲ့ဒီ၄3တွဲနဲ့2ပြိတ်အဲ့ကြမှာ10ပြိတ်5ပြိတ်2ပြိတ်အဲ့လိုဖြစ်သွားတယ်2005မှာလည်းအဲ့လိုဖြစ်လာတယ် နောက်တန်ကမှာဒီမှာလိုတဲ့ပြိတ်က9ပြိတ်လိုတာဘာဖြစ်လို့လဲဒီမှာ10ပြိတ်2ပြိတ်9ပြိတ်လာမှဆိုတော့15ဖြစ်မှာเนาะ10 2 9မှာ9ပြိတ်လိုတယ်အဲ့ဒီ9ပြိတ်ကဒီဘက်ကအစိမ်းအောင်နှစ်ထိပ်တယ်အဲ့ဒီနှစ်ထိပ်ကိုခွန်ဖြစ်အောင်လို့9လိုတယ်เนาะအဲ့ဒီနှစ်9ပြိတ်နဲ့9ပြိတ်ဆိုတော့2 9 10ပတ်တယ်เนาะ10 2 9ဟုတ်ပြီကဲဟုတ်ပြီဒီမှာကြတော့ဘယ်လိုတော့ဒီမှာ10 9ခုเนาะ9ပြိတ်10ပြိတ်ဒီမှာ2ပြိတ်လိုအဲ့ဒီ2ပြိတ်ကိုเนาะပြည့်ရထိပ်ပြီးက9ကိုကိုခွန်ဖြစ်အောင်10ကိုရှင်းတွန်းနဲ့2ပြိတ်ဆိုတော့10 9ခုပေါ့ဗျာ เนาะ6 9ခုဟုတ်ပြီအကြတော့မှာဒီမှာ9 2 8အောက်ကောင်နဲ့ပေါင်းညွှန်ကောင်နဲ့69တွဲနဲ့เนาะဒီကောင်ကွန်ဖစ်အောင်လုပ်လိုက်အောင်မယ်เนาะ69တွဲเนาะ9 2 8ဟုတ်ပြီ1005ဒီမှာ6 9 2เนาะနှစ်ပြိတ်ကိုဒီ၄နဲ့3နဲ့ဒီ၄ကိုကွန်ဖစ်အောင်လုပ်လိုက်တယ်၄3တွဲနဲ့เนาะနှစ်ပြိတ်ဒီမှာเนาะ1005ဟုတ်အောင်ကိုဆင်းလိုက်เนาะဒီမှာ၈နှစ်၅အဲ့ဒီ၅ပြိတ်ကဒီနှစ်ကိုခွန်ဖြစ်အောင်၅ထည့်လိုက်နှစ်၅၈ သူ့ပုံစံတိုင်းဒီမှာเนาะဒီမှာ9ပြည့်10ပြည့်2ပြည့်เนาะ9 10နှစ်ဒီကိုကိုကွန်ဖြစ်အောင်ကိုရှစ်တွဲနဲ့2ပြည့်တော့159เนาะ159လို့ဘာလို့ထည့်လဲကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့ကြည့်လိုက်အောင်159လို့ထည့်တယ်159လို့ထည့်ရတဲ့အကြောင်းအဲ့ဒါပြမကျွန်တော်တက်ပြောပြောနော်နောက်တစ်ခုပြောလိုက်အဲ့ဒီတော့ကျွန်တော်အခုဆိုလိုခဲ့တဲ့ကဏ္ဍတွေအကုန်လုံးကနော်ဒီမယ်နော်ဒါ95ခုနဲ့မှဒါ5 break တွေနော် break 3ခုပေါင်းခြင်း5 break 3ခုပေါင်းခြင်း5 ပရိသုံးခုပေါင်းခြင်းကပရိသုံးခုပေါင်းခြင်းကကျဟုတ်ပြီဒီဒီဘက်နဲ့မှာတော့သူကပြဖို့ကဏ္ဍမရှိခဲ့ဘူးကြာနော်360ဒီဘက်ကမရှိဘူး956ဒီဘက်နဲ့တည်းမှာမရှိဘူး63နဲ့ဒီဘက်နဲ့တည်းမှာမရှိဘူးနော်76ဒီဘက်နဲ့တည်းမှာမရှိဘူးနော်ဟိုဘက်၄ဆုံးနဲ့တည်းမှာမရှိဘူးနော်360 94မှာမရှိဘူး956ဒီဘက်နဲ့မှာမရှိဘူး63ဒီဘက်နဲ့မှာမရှိဘူးနော်76ဒီဘက်နဲ့မှာမရှိဘူးဟုတ်ပြီဒီ75ကနေစပြီးဆိုတော့တစ်ခွက်ရှိတယ်တွေ့လားဒီမှာတစ်ပလိုက်တုံးနဲ့ပလိုက်၄ပလိုက်လို့ဖြစ်တဲ့အချိန်ဟို900ကဟိုက်ဘက်တွေကကဏ္ဍတစ်ခွက်ပြန်ဖြစ်တယ်900 900 ဟုတ်ပြီ95ကိုကြောက်ကြည့်လိုက်အောင်95မှာဒီမှာကြည့်လိုက်9နှစ်8 9နှစ်8ဆိုတော့8ပြည့်အဲ့ဒီ8ပြည့်ကဒီ94ခုနှစ်က8ပြည့်ဟုတ်လား89ကိုဒီကိုပြန်ပို့ထားတာနော်နောက်ခုဖြစ်သွားပြီနော်ဟွန်ကွန်တုံညရဲ့8ခုနောက်ဒီ2000ဒီမှာလည်း2005ပေါ့ဗျာ2005မှာဒီမှာ9အဲ9ခုဒီ3ခုနှစ်ကဒီဘက်ကပဲတွေ့လားအစိမ်းအောင်လေးကျွန်တော်လုပ်ကြည့်ထားနော်ခုနှစ်တူတာပဲဒီမှာ၄၄၈၃နော်၄၈၃ဆိုတော့9အဲ့ဒီ3နှစ်4ခုကဒီဘက်ကပဲ တဟုတ်ပြီအဲ့လိုဆိုကျွန်တော်တို့ဒီမှာလုံနေတာနှစ်ပြိတ်ပြည့်နော်နှစ်ပြိတ်ပါလို့လို့ငါးရှစ်နှစ်လို့ဖြစ်အောင်နော်ငါးရှစ်နှစ်လို့ဖြစ်အောင်နော်နှစ်ပြိတ်အဲ့ဒီနှစ်ပြိတ်ကနန်းနေရဟိုဘက်ထဲမှာပါရှိတွေ့လားခုနကကြည့်ခဲ့တဲ့ငါးခုရှစ်ရှိတယ်နောက်ဟိုတနေ့ကသူဗီဒီယိုဖိုင်တူလာမသိတင်ခဲ့တဲ့336ရှိတယ်နောက်မှ636ရှိတယ်တွေ့လားဒီပြိတ်၃ခုပေါင်းခြင်းနှစ်ခုနော်ပြိတ်၃ခုပေါင်းခြင်း၅ပေါ့ဗျာပြိတ်၃ခုပေါင်းခြင်း၅ဖြစ်အောင်နှစ်ပြိတ်လို့အဲ့ဒီနှစ်ပြိတ်တွေက၄သန်းနဲ့မကုန်းကွက်စောင့်နေတယ်တွေ့လားငါးခုရှစ်ရ336ရယ်636ပါနော်အဲ့ဒါအဲ့ဒါ နောက်တစ်ခုကကျွန်တော်တို့တခါလေးပရိတ်ဖမ်းခဲ့ရတယ်အဲ့ဒါတွေကလည်းပြေးသွားတယ်ပေါ့ဗျာဒါမှမဟုတ်တုံညာလေးတုံညာတော့မပြေးသွားဘူးပေါ့ဗျာနော်ဒီမှာက6နှစ်ခွန်နှစ်ပရိတ်လောက်ခံပြီးမှ6နှစ်ခွန်လို့ဖြစ်ဖြစ်ပြီးတော့မှဒီမှာတစ်တုံညာနော်ဒီမှာတစ်တုံညာလေးလို့ဖြစ်လေးပရိတ်ကိုခံပေါ်မှာ brain ဟူပေါင်းခြင်းရှိစေနော်ဒီမှာအူဖားဆိုပြီးတော့ကြားခဲ့တဲ့ဟာလေးကိုကျွန်တော်ပြောနော်ဒီမှာလည်းအဲ့လိုပဲနှစ်ပရိတ်ခံပြီးမှသူကလေးနှစ်ခွန်အဲ့ကောင်ဖြစ်ပြီးမှဒီဘက်မှာနော်ဘယ်နှစ်ခုမှလည်းရှိလို့ခံပြီးမှဒီမှာ၅နှစ်အဲ့ပေါ့ ိုးနှစ်လေးနော်ဒီပေါ်ကနေအငါလေးဒီမှာလည်းအဲ့လိုပါလေနော်နှစ်ပြိတ်ခံပြီးတော့ရှစ်နှစ်ကကျွန်တော်ဒီမှာဖားခဲ့တာလေနော်ဘလင်းတစ်ခုပေါင်းခြင်းရှစ်လို့ဖြစ်တယ်ဖြစ်ပြီးမှဒီညမှာကိုးနှစ်လေးလို့လေးပြိတ်ဖြစ်ရမယ်ဆိုပြီးတော့၃၄တုံညာကိုဖားခဲ့တာ၃၅၆ပြန်ထွက်သွားတယ်နော်အလုံးလုံးတယ်ဆိုတဲ့အကြောင်းလေးကိုပြောခဲ့တာနော်ဒါဒီမှာပြိတ်သုံးခုပေါင်းခြင်း၅ဖြစ်ရမယ်၃၅၆ဖြစ်သွားတယ်ကဲမိတ်ဆွေတင်ကြမြအားလုံးကံကောင်းကြပါစေနော်